ကိစ္စကုတ်တောင်ဆိုတာတရက်တစီအမှန်ပေါ်တဲ့နေရာပေါ့ကိတ္တန်လေးပေါ်တဲ့နေရာအဲ့တော့အဲ့ဒီမှာရသဗျာသခင်ကိုရောမြတ်ကိစ္စကုတ်တောင်ဆောင်မှာသရင်သုံးပြီးတော့နေတာတော့အเจ้าမှာသရင်သုံးနေတဲ့အချိန်တကောင်းရန်ရောက်လာတဲ့အခါမှာအဲ့ဒီကိစ္စကုတ်တောင်ကြီးတစ်ခုလုံးဟာ းမားတဲ့အလင်းအောင်ကြီးတွေနဲ့လွှမ်းဖုံးပြီးတော့လာတယ်။ဘယ်သူတွေရောက်လာသလဲလို့ဆိုလို့ရှိရင်နမင်းကြီးလေးယောက်ရောက်လာကြတယ်။ကိုယောင်ကိုဝါတွေနဲ့သူတို့လာတာရိုးရိုးမလာဘူး။ဝိသုနမင်းကြီးကရက်ခစစ်တက်ကြီးနဲ့အချံရံနဲ့သူကလာတယ်။အင်မတန်မှများတဲ့ရက်ခစစ်တက်ကြီးနဲ့လာတယ်။အချံရံနဲ့ ဝေဒောနာမင်းဆိုတာမြောက်ဖက်အရမနေတာမြောက်ရက်ကိုအစိုးရအရှိရက်ကိုပုရတိမေနတတရထောဆိုတာအရှိမျက်နှာမှာစောင့်ကြတဲ့နာမည်ကြီးကတတရထနာမည်လို့ခေါ်တယ်အဲ့ဒီတတရထနာမည်ကြီးကခန္ဓာပစစ်တကြီးနဲ့သူကအမြဲတမ်းကြီးမားများပြားလာတဲ့ခန္ဓာပစစ်တကြီးနဲ့မြတ်စွာဘုရားရှင်ရောက်လာတယ် တောင်ရမျက်နှာမှာနေတဲ့ဝိရုလကနမင်းကြီးကသူကကုံဗန္ဒဆိုတဲ့အတော်အယုတ်ဆိုးတဲ့ထွားကြိုင်ရက်စကြမ်းကြုတ်တဲ့အကောင်ကြီးတွေအဲ့ဒီအကောင်ကြီးတွေကုံဗန္ဒစစ်တပ်ကြီးနဲ့သူကခြံရံပြီးတော့ရက်စော်ပြန်စီအောင်ပါအနောက်မျက်နှာကို ဆောင်းလျှောက်တာကြတော့ဝိရုပကနာမည်လို့ခေါ်တယ်။အဲဒီဝိရုပကနာမည်ကနာဂစစ်တက်ချီနဲ့၎င်းရည်နဲ့ခြံရံပြိတ္တတွေနဲ့ရောက်လာတယ်။မြောက်ရမှဆောင်းတယ်။ကုဝေရလို့လည်းခေါ်တယ်ဝတ္တဝနာလို့လည်းခေါ်တယ်။အဲဒီနာမည်ကြီးကတော့ယက္ခစစ်တက်ချီနဲ့မြတ်စွာဘုရားစီရောက်လာကြတယ်။ဒါစတုမဟာရာဇာလို့ခေါ်တဲ့နာမည်ကြီး၄ယောက်ကတကောင်းရံအချိန်မှာ မြတ်စွာဘုရားစီရောက်ရှိလာကြတယ်။အဲ့တော့သူတို့ရောက်လာတဲ့အခါမှာအဆောင်နေတခါနဲ့ချထားတယ်။နမင်းကြီးလေးယောက်ကဆိုင်းရဆိုင်းရအရမျက်နာတွေမှာအဆောင်နေအဆောင်နေချာ။ရောက်ဘက်ကရက်ခတ်စစ်တပ်။အရှိဘက်ကခန္ဓာဘတ်စစ်တပ်။တောင်ဘက်ကကုံဗန္ဒစစ်တပ်။အနောက်ဘက်ကနာဂစစ်တပ်။ ရောက်ရှိပြီးတော့လာအဲ့လိုလာပြီးတဲ့အခါမှာမြတ်စွာဘုရားသခင်ကိုရမြအနီးလက်မင်းကြီးလေးယောက်လာရောက်ရှိခိုးဝါချကြတယ်အချာယံပိဋကတ်တွေနဲ့လာပြီးတော့ဝါချကြတယ်အဲ့ဒီနတ်ပိဋကတ်တွေသူတို့လာတဲ့စတုမာတဲ့နတ်ပိဋကတ်တွေဟာမြတ်စွာဘုရားစီရောက်တဲ့အခါကျတော့တချို့ကမြတ်စွာဘုရားကိုလေးလေးဆဆဥချကြတယ်တချို့ကတော့မြတ်စွာဘုရားကို ရင်ကျေးဖွယ်ရာစွာနှုတ်ဆက်စကားပြောတယ်ရှင်မခိုးတချို့နတ်တွေကတော့သူတို့ရဲ့အမည်နာမတွေကိုပြောကြားပြီးတော့ဒီတိုင်းထိုင်နေကြတယ်သူဘသူပါဆိုတာရက်ဆောင်ကြအောင်ရှောက်အဲတချို့နတ်တွေကတော့လက်ဟုတ်ကလေးချီပြီးတော့နေကြတယ်ရှစ်တော်မခုံအဲတချို့နတ်တွေကတော့ငုတ်တုဖယ်ထိုင်နေတယ် လူတွေထဲမှာလည်းအဲ့တိုင်ပဲဘုရားစီလာတဲ့အခါပြည့်သက်တယ်။အဲ့ဒီလိုပြည့်သက်၅မျိုးဖြစ်သွားတယ်။နံပါတ်၁ပြည့်သက်ကဘုရားကိုချီးညိုတဲ့ပြည့်သက်တယ်။မြတ်စွာဘုရားကိုရှစ်ကိုဝှချပြီးတော့တင့်တင့်လျောက်ပတ်စွာထိုင်နေတယ်ဆိုရင်နံပါတ်၁အစုကမြတ်စွာဘုရားကိုအလွန်ချီးညိုတဲ့ပုဂ္ဂိုလ်တွေ။မြတ်စွာဘုရားကိုနှုတ်ဆက်ဆက်ကပြောပြီးတော့ဒီတိုင်းထိုင်နေတဲ့ပုဂ္ဂိုလ်တွေကယဉ်ကျေးတယ် လူမှုရေးအရာနှုတ်ဆက်ကြတယ်။ဝါမျောစကားပြောတယ်။ဘုရားကိုကိုယ်ွယ်တဲ့ပုံကိုယ်တွေမဟုတ်ဘူး။နောက်တော့သူကတော့လက်အုပ်ကလေးတွေချီးနေတယ်ဆိုတဲ့အုပ်စုကြတော့ခွားထုတ်သမားတွေမပြတ်သားတဲ့အုပ်စုလို့ခေါ်တယ်။သူတို့ချင်းချင်းဘုရားကိုရှ िख ိုးတယ်မကြည်ညိုတဲ့လူကဘာဖြစ်လို့ကောရမဘုရားရှ िख ိုးရမယ်လို့ဆိုတော့အာရှ िख ိုးတာမဟုတ်ပါဘူး။ငါလက်အုပ်လေးပဲချီးတာပါ ကဲဗုဒ္ဓဘာသာတွေကပြောလိုက်တယ်မင်းဖျားစီရောက်ခဲ့တဲ့နဲ့ဘာမလို့ရှင်းမခိုးတာတော့ဆိုဟိလက်ဥချီတယ်မင်းမမြင်ဘူးလားလို့ပြောမှာအဲ့ဒါဘာတော့တမားတယ်ဟောအမည်နာမတွေကိုထုတ်ဖော်ပြီးတော့ဘုရားကိုရှောက်ချားကြတဲ့ပိဋိတ်တွေကတော့တစုံတစ်ခုသောအကြောင်းကြောင့်သူတို့မှာဒီယာရုထန္တန္တရရှောရင်ဖြစ်စေတစုံတစ်ခုသောအကြောင်းကြောင့်ပိဋိတ်ထဲမှာမထင်မရှားဖြစ်သွားတဲ့အခါမှာသူတို့ဘသူပါဆိုတာ ီလူအုပ်ကြနေတော့သူဘသူဆိုတာထုတ်ဖို့ပြောကြတာပဲခွင့်ကောင်းယူတဲ့လူတွေလို့ပြောတယ်ခွင့်ကောင်းယူတဲ့နတ်တွေလည်းအဲ့ဒါသူတို့ထဲမှာလည်းရှိတာပဲနော်ပေါ်ပြူလာဖြစ်ချင်တာသူကတိမ်မြုပ်နေတဲ့အခါသူဘသူပါလို့ဆိုပြီးတော့ရှောက်တယ်ဘာမှမပြောဘဲနဲ့သုတ်တုတ်ထိုင်နေတဲ့လူတွေကတော့ခအာအာခဏနာတွေလို့သူတို့ဆိုတာပေါ့အဲ့ဒါလို့စတုမာတဲ့နတ်ပရိသတ်ငါးမျိုးကွဲပြားပြီးတော့ ်ရသော်ဘုရားရှေ့မှာထိုင်နေတယ်အဲ့ဒီအချိန်မှာဝိသောနာမင်းကြီးကခေါင်းဆောင်ပြီးတော့ရှောက်တယ်မြတ်စွာဘုရားကိုရှောက်တယ်အရှင်ဘုရားတဲ့ရက်ခရိုင်နဲ့ပတ်သက်ပြီးတော့ရှောက်တယ်